မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲ update သတင်းကတော့စကမ်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစကမ်းသိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကအယောက်40ခန့်တိစုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျွန်လ19ရက်နေ့မနက်6:40မိနစ်အချိန်မှာစကမ်းတိုင်းပလဲမြို့နယ်မှာရှိတဲ့ ကန်တောင်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဇွန်လ2ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ရက်သက်တပတ်နှစ်ပတ်ကျော်အကြာဇွန်လ16ရက်နေ့မှာမှအောင်မြင်စွာသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်သူဘက်ကတေဆုံးမှုစီးရင်တွေကတော့အတိအကျမသိရသေးဘူး။အနည်းဆုံးရန်သူဘက်က40ကျော်လောက်တေမယ်လို့မှန်းထားပါတယ်။စရဲအတိအကျတော့အတိမပြုတ်နိုင်သေးဘူးလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA ကတောင်းရှိသူကရှင်းပြထားပါတယ်။ကန်တောင်ရဲစခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းပစ်ကူဒရဇက်ပစ်ပေးခဲ့ပြီးတော့ အပြင်းထန်ခုခံခဲ့တယ်လို့သိရပါဗျ။ဇွန်လ2ရက်နေ့ကနေစခန်းသိမ်းနိုင်တဲ့ဇွန်လ16ရက်နေ့အထိလေကြောင်းတက်ခတ်မှုအကြိမ်ကြီး200ကျော်ပြုလုပ်ခဲ့ပြီးတော့ဘုံဒီအလုံးကြီး900ကျော်ကျဲချခဲ့တယ်လို့သိရပါဗျ။ Jet Fighter များ112ဘုံကျဲလေယာဉ်များအပါအဝင် MI-35 တိုက်ခိုက်ရေးရဟရင်နဲ့စက်တပ်၄ထင်းများနဲ့လဲလာရောက်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲအတွင်ဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာတိုက်ပွဲကို၄ချောင်းပစ်ကူလာတဲ့စစ်ကောင်စီရဲ့ F7 Chandu J7 အမျိုးအစားတိုက်လေရင်တစည်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချနိုင်ခဲ့ပြီးတော့လေရင်ပြတ်ကျသွားကလေရင်မှုလည်းတိတ်ဆုံးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကကန့်တော်ရဲစခန်းမကြဆုံးရေးအတွက်လေကြောင်းပစ်ကူအများအများအပြင်မြေပြင်စစ်ကူစစ်ကြောင်းများလက်နက်ခဲယမ်းများရိတ်ခါများကိုလည်းပေးပို့ခဲ့တယ်လို့သိရပါဗျ။အဓိကအားဖြင့်ကန်းတော်ကြေးရွာနဲ့သုံးပိုင်ကပ်ကွာဝေးတဲ့စစ်ကောင်စီရဲ့ပြည်သူ့စစ်ပြူစောတိများအခြေဆိုင်ရာအင်မတီရွာကို MI70 ရဟတ်ရဲနဲ့အချိန်ချင်းစစ်ကူပေးပို့ခဲ့တယ်လို့သိရပါဗျ။ ်အင်မတီရွာကနေထွက်လာတယ်ပြူစောတီနဲ့စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းများကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တပ်ပေါင်းစုများကစစ်ကြောင်းပြတ်တဲ့အထီကိုအောင်မြင်စွာတိုက်ခိုက်ဖြတ်တောက်ထားနိုင်တဲ့အတွက်ကန်တောင်ကိုစစ်ကူများမရောက်ပဲနဲ့နေခဲ့တယ်လို့သိရပါတယ်ကန်တောင်ရဲစခန်းမှာရှိတဲ့ကုရကေယာမဲနေကြတဲ့စစ်ကောင်စီတပ်သားများဟာလည်းစစ်ကူလာတဲ့အချိန်တိုင်းမှာတက်လန်ကြခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကလေကြောင်းကနေ112လေယာဉ်နဲ့ကန်တောင်ရဲစခန်းကိုရိတ်ခါတုံများခဲရမ်းများချပေးခဲ့တော့လေစစ်ကောင်စီတပ်သားတွေကလာရောက်ယူဆောင်တဲ့အချိန်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကပြစ်ခတ်ဟန်တားတဲ့အတွက်ရိတ်ခါထုံများနဲ့ခဲယမ်းများစခန်းထဲကိုမရောက်နိုင်ခဲ့ဘူးလို့သိရပါဗျ။အခုသိမ့်ပတ်ရရှိထားတဲ့ကန့်တော်ရဲစခန်းဟာအချက်အချာကြတဲ့အာဆီယံလမ်းမကြီး ပလဲကန်ကိုလမ်းပေါ်မှာတရှိပြီးတော့အဲ့ဒီလမ်းဟာအိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့အတွက်မဟာဗျူဟာအရာအရေးပါတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ကန်တော်ကနေအနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာ23တရှိပြီးတော့အနောက်တောင်ဘက်35မိုင်ခန့်မှာကပ္ပဆာ24တရှိတယ်လို့သိရပါတယ်။ကန်တော်ရဲစခန်းဟာပလဲမြို့မှာရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းကြီးဖြစ်ပြီးတော့ ပန်းကားများမိုင်းခွေများဂရုချင်းများနဲ့ခံစစ်အထက်ထက်ပြင်ဆင်ထားတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။ကန်းတော်စခန်းသိန်းတိုက်ပွဲမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကအမျိုးသမီးရဲဘော်များကလည်းရွရွချုံချုံပါဝင်ပြီးတော့တိုက်ပွဲဝင်ခဲ့ကြတယ်လို့သိရပါဗျ။ကန်းတော်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကသိမ်းပိုက်ရမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရမပင်ခရအမှတ်ဆက်တဲ့တပ်ရဲစစ်တပ်နဲ့တပ်မတော်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ဒေါင်းနဲ့နေစီမချပြောက်ကြားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့ပအဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ငူမြို့နယ်ထိုးဝါချောင်းချေးရွာအနီးတောင်ငူလိပ်သူလမ်းမှာစစ်ကောင်စီရဲ့ရင်းနှံတိုက်ခိုက်ခံရပြီးတော့တေဆုံးသူရှိကကြည်မျိုးစုံနဲ့ရိတ်ခါတွေလည်းတင်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မနက်9နာရီခွဲမှာလိပ်သူကနေတောင်ငူဘက်ကိုပြန်ဆင်းလာတဲ့ကာငါစီအင်အား80ကျော်ပါတဲ့ရင်းနှံကိုကြားပြတ်တိုက်ခိုက်ရောအပြန်အလှန်ပစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တောင်ငူကနေကန်ဒီချောင်းကနေတဆင့် ်လက်တူထုံးဖို့ကြီးကြောကိုစစ်ကြောင်းဝင်နေတာအဲ့ဒီစစ်ကြောင်းကိုချောင်းနေရကနေလက်တူဘက်ကဆင်းလာတဲ့ကားတန်းကိုတွေ့လို့ပစ်လိုက်ကြတာလို့တောင်ကိုခရိုင်တိုင်ရင်3932နဲ့ပြန်ကြားရေးတာဝန်ခံကိုစုံရဲကရှင်းပြထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က9កောင်ထက်မနေသိမ်းဆုံးသွားတာကိုမြေပြင်တပ်ဖွဲ့ကရဲဘော်တွေရဲ့တွေ့ရှိချက်အရာအတည်ပြုနိုင်တယ်လို့ပြောဆိုထားပါတယ်ဒါအပြင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြံရိတ်ခဲ့တဲ့60မမ၅လုံးကြီမျိုးစုံ900 M40 မိုင်းလေးလုံးလက်ပြပုံလေးလုံးစကားပြောစက်နှလုံးကြီပေါက်လေးခုဖုန်းတစ်လုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုမဲ့ရိတ်ခါအချို့နဲ့မြေတဲကားတစည်းကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါဗယ်၎င်းတက်ခတ်မှုကိုတော့တိုင်ရင်3 3ညနဲ့တက်ခွဲ1တက်ခွဲ2 KNU တက်မဟာနဲ့တိုင်ရင်5လက်အောက်ခံကဲနေကြဒေသကာကွယ်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗယ် ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့နဲ့14ရက်နေ့တွေမှာလည်းတောင်ကုန်ဘက်ကနေအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိုးဝါချောင်းစိတ်ကုန်းနဲ့ထုံးမကြီးကြေးရွာတွေအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ကိုစွန်ရဲကပြောပြထားပါတယ်။တိုက်ပွဲတွေကြောင့်စိတ်ကုန်းထုံးမကြီးထိုးဝါချောင်းကြေးရွာတွေကဒေသခံ3500ကျော်ဟာနေရက်ကိုစွန့်ခွာထွက်ပြေးနေရတာတပတ်ကျော်ရှိနေပြီတော့စစ်ကြောင်းဟာလည်းအဲ့ဒီကြေးရွာတွေအနီးမှာဇွန်လ20ရက်နေ့အထိကိုလက်ပတ်သွားလာနေသေးတာကြောင့် ဒေတာကန်ဒီဟာနေရက်ကိုမပြောင်းရသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာလုံခြုံရေးစစ်ဆေးနေတဲ့အချိန်စစ်ကောင်စီတပ်ကတက်ချက်ကြီးအောင်မျိုးကို အရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့ကတောင်သာမြို့နယ်အတွင်းမှာရှိတဲ့လမ်းပိုင်းတနေရာမှာတောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ရဲဘော်များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်ဘကိုးတိုင်းတာကရတက်မတော်အကြီးစားဆက်ယုံမှာတာဝန်ထမ်းဆောင်နေတဲ့အကြမ်းမဲ့စစ်ကောင်စီရဲ့လက်အောက်ခံတက်ချက်ကြီးအောင်ဖြိုးကိုမြမစီဝါရေးဗန်စာအုံမှတ်ပုံတင်ရင်မောင်းလိုင်စင်တမတ်သားရွှေလက်စွပ်တကွင်းတို့နဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျာ။ သူကဘကိုးတာကရဘက်ကနေမကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်ဘက်ကိုမြမစီးပွားရေးဘန်းမှာအပ်ထားတဲ့သူ့ရဲ့ပတ်စံကိုသွားထုတ်ရင်းနဲ့ခွင့်နဲ့သွားတာလို့သိရပါတယ်လက်ရှိတော့သူ့ကိုဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေပါတယ်သူစီကတရင်အချက်လက်ဘာညာရဖို့စစ်ဆေးနေတော့မှာပဲလို့တောင်သာမြို့နယ်ဘက်ကဖကတာဝန်ရှိသူကပြောကြားထားပါတယ်တောင်သာမြို့နယ်အတွင်းမှာမြို့ပေါ် area ကလွဲပြီးတော့ ကျေးရွာများနဲ့မြို့နယ်အချက်အချာကြတဲ့လမ်းများကိုတော်လိုင်းတပ်များကထိန်းချုပ်ထားကတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာပြူစောထီအချင်းချင်းနှိပ်စက်တပ်ဖြတ်ထားတဲ့ရုပ်အလောင်းတလောင်းနဲ့အတူတနက်တလက်နဲ့ခဲယမ်းများပါတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ19ရက်နေ့မနက်ပိုင်းမှာတောင်သာမြို့နယ်ထနောင်းကုန်းရွာပြူစောထီများဟာအနီးနားမှာရှိတဲ့ကျေးရွာတစ်ရွာအတွင်းကိုဝင်ရောက်ပြီးတော့ ပြည်သူလူထုတွေပိုင်တဲ့နေအိမ်များအတွင်းကနေပစ္စည်းများကိုဝင်ရောက်ခိုးယူနေတယ်လို့သိရပါတယ်။အခုလိုမျိုးပြူစောတိစခန်းကိုပြန်လာတဲ့အချိန်လမ်းမှာပြူစောတိအချင်းချင်းနှိပ်ဆက်တပ်ဖြတ်ကရုပ်အလောင်းနဲ့အတူကာပိုင်အမျိုးအစားတနတ်တလားကာပိုင်ကြီးအတောက်230ကြီးပေါင်းနှစ်ခုလုံးနဲ့အတူစွန့်ပစ်ထားခဲ့တယ်လို့သိရပါတယ်။ ဘလို့အကြောင်းကြောင့်တက်သွားလဲဆိုတာတော့တရင်အတိကျမရဘူးတေဆုံးသွားတဲ့ပြူစောတိရဲ့နာမည်လည်းမသိရဘူးကင်းမုတ်ဝစ်ပြီးတော့စောင့်နေတဲ့ရဲဘော်တွေနဲ့လည်းဘာမှတိုက်ပွဲမဖြစ်လိုက်ဘူးသူတို့အခြားလမ်းကနေပြန်သွားတယ်ဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးထဏောင်းကုန်းရွာကိုပြန်ဆုတ်သွားတာပါသူတို့ကအနီးနားကကြေးရွာတွေကိုရံပံရံကထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါအင်အားကတော့အယောက်40လောက်ရှိတယ်လို့တရင်ကထားတယ်ဒါပေမဲ့40လုံးတော့မထွက်ဘူး10ယောက်လောက်ထွက်လိုက်15ယောက်လောက်ထွက်လိုက် ခဏရောက်ရှိရောက်ထွက်လိုက်နဲ့ထွက်နေကြတာလို့တောင်သာပကဖကတောင်ရှိသူတို့ကရှင်းပြထားပါတယ်တောင်သာမြို့နယ်ထဏောင်းကုန်းကြီးရွာနေထူအောင်ခေါင်းဆောင်နဲ့ပြူစောတိအဖွဲ့ကအနီးနားမှာရှိတဲ့ကြီးရွာတရွာကိုဝင်းရောက်ခိုးယူနေတယ်ဆိုပြီးတော့သတင်းရတဲ့အတွက်တောင်သာပကဖရဲဘော်များကတိုက်ခိုက်ရန်ကင်းမုတ်ဝက်ဆောင်ဆိုင်နေတဲ့အချိန်ခက်လန်းလန်းတောဆက်တနီယာကနေလက်နက်ငယ်ပြစ်တံကြားခဲ့ရတယ်လို့ပြောပါတယ်ဒါကြောင့်၎င်းနေရာကိုနေမြင်ရှင်းလင်းရေးတွားရောက်တဲ့အချိန်မှာပြူစောတိအချင်းချင်းနှိပ်စက်ပြီးတော့ပြစ်ခတ်တပ်ဖြတ်ထားတဲ့ရုပ်အလောင်းနဲ့လက်နက်တွေကိုတွေ့ရှိခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစလင်းမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုရဲ့ရုံလေးခုကိုတော်လိုင်းအတပ်တွေကလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်နှစ်ရက်ဆက်တိုင်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စလင်းမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံရုံတွေဖြစ်တဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံ၊စီပင်ရုံ၊ပြန်ကြိုင်းနဲ့ပြည်သူဆက်ဆံရေးရုံမိသက်ရုံတို့ကိုလူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ16ရက်နေ့နဲ့19ရက်နေ့နှစ်ရက်ဆက်တိုက်ရှေ့ထွက်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီအုပ်စုတွေထိခိုက်သေးဆုံးမှုကတော့စုံစမ်းနေသေးဖြစ်တယ်လို့ရဲဘော်ထွန်းကပြောပြထားပါတယ်ဒီမရှင်ပေါ့နော်လုတ်လိုက်တဲ့ကိစ္စကတော့တခြားမဟုတ်ပါဘူးအမေစုမွေးနေလေအထိတ်မှအနေနဲ့ဖြစ်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့ဘက်ကစစ်ကောင်စီရဲ့ထောက်တိုင်တွေကိုလုတ်လိုက်တဲ့သဘောပါစစ်ကောင်စီရဲ့ထောက်တိုင်တွေကိုအဖွဲ့၃ဖွဲ့ပေါင်းပြီးတော့လုတ်လိုက်တာပေါ့အဲ့ဒီသဘောပါပဲလို့ရဲဘော်ထွန်းကရှင်းပြထားပါတယ်စစ်ကောင်စီအုပ်စုလက်အောက်ခံရုံးတွေကိုနှိမ့်ရဆက်တိုက်တိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းတပ်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး

စစ်ကောင်စီအုပ်စုထိခိုက်ဒေဆုံးမှုကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုဗမာတပ်မတော်ဗမာအာမီဆလင်းမျိုးပြ UG ကြားပေါအဖွဲ့နဲ့ပေါ့တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့ကလည်းစစ်ကောင်စီအုပ်စုစစ်ကြောင်းကဆလင်းနယ်ကခေဘလူကြီးပါနဲ့ပိတ်ဆယ်ရွာတို့ကိုစစ်ကြောင်းထိုးပြီးတော့ကြီးပါတဲ့ကပြည်သူတွေရဲ့နေအိမ်ကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ခေဘလူကြီးပါဟာ2024ခုနှစ်ဇွန်လလမှာလည်းစစ်ကောင်စီအုပ်စုကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးကြီးပါတဲ့မှာရှိတဲ့အိ မ်တွေကိုမီးရှို့သွားတာကြောင့်နေအိမ်အလုံး80ခန်းမီးလောင်ဆုံးရှုံးထားရတဲ့ခြေရွာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNY ဒေတာမှာစစ်တပ်ရဲ့ပိတ်ဆို့ဖြတ်တောက်မှုများနဲ့တိုက်ပွဲတွေကြောင်းစက်သုံးစီနဲ့ရိတ်ခါများပြက်လည်နေပြီးဈေးတွေထိုးတက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လဈမ်းပိုင်းကစတင်ပြီးတော့တောင်ကူလိပ်သူကားလမ်းတစ်လျှောက်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုံသွဲရေးလမ်းကြောင်းများရပ်တန့်သွားပြီးစက်သုံးစီနဲ့စားနပ်ရိက္ခာများပြတ်လတ်နေတယ်လို့သိရပါဗါဒါအပြင်စစ်ကောင်စီတပ်ကလည်း Rival ဘက်ကနေကရင်ပြည်ဒေသကိုကုန်ပစ္စည်းနဲ့စက်သုံးစီများတင်သွင်းမှုများကိုဖမ်းဆီးနေတဲ့အတွက်အဲ့ဒီလမ်းကြောင်းဟာလည်းပိတ်ဆို့ဖြတ်တောက်ခံထားရတယ်လို့သိရပါဗကရင်ပြည်ဘက်ကိုလာတဲ့ကုံသွဲရေးလမ်းကြောင်းတွေမှာတိုက်ပွဲဖြစ်တာရောစစ်တပ်ကပိတ်ထားတာရောကြောင့် ဆက်သုံးစီတွေပြက်လက်နေပါတယ်အဲ့ဒါပြက်လက်နေတာတပတ်ကျော်လာပါပြီစားတောက်ကုန်တွေလည်းမဝင်တော့ဘူးဈေးတွေလည်းထိုးတက်နေတဲ့အခုဆိုရင်ကြက်သားတစ်ပိတ်သာ3200ဓာတ်ဆီတလီတာကို6500ပရီမီယံဒီဇယ်9000တက်တောင်ဖြစ်နေပြီဒါတောင်မှလိုတလောက်မရဘူး အခြားစားသောက်ကုန်တွေလည်းပြတ်နေကြပါပြီ။တောင်ကူလိပ်သို့လမ်းကတိုက်ပွဲဖြစ်နေလို့လမ်းပိတ်ထားတာရက်နဲ့ဆယ်လောက်ရှိပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ဒါကြောင့်လွိုက်ကောဘက်ကကရင်နီဒေသကို73စီနဲ့စားနယ်ရိတ်ခါတည်ယူဖို့အတွက်ကြိုးပမ်းမှုများရှိနေပြီးစစ်တပ်ကကုန်တဲ့တချို့ကိုဖမ်းဆီးနေတယ်လို့သိရပါဗျ။ဒပိုင်းတနိုင်ကုန်တဲ့ပြည်သူတချို့ကိုပါဖမ်းဆီးခံရတဲ့အပြင်ငွေညှစ်မှုများလည်းကြုံတွေ့နေရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါဗျ။ ရိုက်ကော်ကနေလေစစ်ကောင်စီကကုံတွေကိုပေးမတယ်ဘူးရိုက်ကော်ကကုံတယ်လာလို့ဖမ်းခံရတာတွေရှိတယ်ပြည်သူတချို့ကိုကုံပစ္စည်းတွေတယ်လို့ဆိုပြီးစစ်တပ်ကတိတ်80တောင်းနေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်လက်တလုံးမှာစစ်ကောင်စီကကရင်ဒီဒေသကို မိုးပြက်ဘက်လမ်းကြောင်းကအပါဝင်နေရာပေါင်းစုံကနေထိုးဖောက်ဝင်ရောက်ရန်စစ်ကြောင်းထိုးမှုများရှိနေတယ်လို့သိရပါဗျ။စစ်တပ်ကဖြက်လေးဖြက်စနစ်နဲ့ကရင်နီဒေသကပြည်သူများကိုပါအငတ်ပေးဆက်ရောက်ရန်လှုံ့ဆော်နေတယ်လို့ကရင်နီဒေသကစစ်ပေးရှောင်ပြည်သူများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ